င်မာတီးတက်ရင်မစုံပြေးကြပါမယ်ကျွန်တော်တို့ပွဲတက်လေးတွေစုံပြေးတဲ့အခါဆိုလို့ရှိရင်တကယ်ကိုဖေဖေမမနဲ့ဟိုသူ့ညီလေးတယောက်လိုရန်ကယူးဆိုင်တယ်ပြီးတော့စီနီယာတယောက်ပီတာစွာနဲ့လည်းဟိုအမြဲတမ်းတင်ကြားပြတာပြေးရပေါ့နော်ပြီးစချက်ဘောက်စ်မှာဆိုလို့ရှိရင်လည်းအမြဲတမ်းစကားသွားပြောလဲနွေးနွေးထွေးထွေးနဲ့ပေါ့နော်အဲ့လိုမျိုးအမြဲတမ်းပြောဆိုပေးတယ်တခုခုဆိုလို့ရှိရင်လည်းသူ့ညီကိုအမြဲတမ်းတရိရရဲ့ရှိုင်းလေးအာဒီပွဲလေးလာခဲ့တော့ပြီးပါလဲဒီလိုလေးတော့လောက်ဒီလိုလေးမလုံးနဲ့အဲ့လိုအမြဲတမ်းဆုံးမဖြစ်တယ်ပေါ့နော်အာကိုထွန်းနဲ့ရောတကယ်ပါကျွန်တော်တို့တော့အကူတယောက်ရထားတယ်လို့ခံစားမိပါတယ်ဟုတ်အာရှိုင်းကုနာ ြောပါသလိုပဲဟိုတကယ်ကိုနှွေးထွေးစွာနဲ့ဆက်ဆံပေးတယ်ပြောလို့ရှိရင်လည်းကျွန်တော်တို့ဟိုကိုအမားနေအောင်ပေါ့နော်အများကြီးလမ်းညွန်ပြသပေးတယ်ပြောဆိုဆုံးမပေးတယ်ဒါစူးစားစဲတက်တစ္ဆာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအကိုဒီစီနီယာတွေဆီကဒီလိုမျိုးအားပေးစကားတန်လေးကြားရတဲ့အခါဆိုရင်အရင်လဲ စ조사ရကြုံနဲ့တယ်ပြီးတော့ပြင်ပန်းရကြုံလည်းနဲ့ပါတယ်ဟုတ်အောင်မြင်မှုထိန်းထားနိုင်စေပေါ့နော်ထိန်းထားနိုင်စေဖြစ်တယ်နောက်ထပ်လည်းအများကြီးအောင်မြင်မှုထက်ရအောင်မယ်ဆိုတာကိုလည်းယုံကြည်တယ်အားကြောင့်မို့လို့လည်းအများကြီးအာဆက်ပြီးတော့အားပေးသွားပါမယ်လို့အကိုဟုတ်ပါရဲ့ကိုထွန်းရဲ့စကားလေးဆိုလို့ရှိရင်တော့အများကြီးဝင်ရအားပေးပြတယ်ပေါ့နော်တကယ်လို့လည်းစီနီယာတယောက်ပြီးသားရဲ့ပြီးတော့ ဟိုအများတန်းလဲကျွန်တော်တို့ခုခုဆိုလို့ရှိရင် တကယ်သူ့ညီလေးလိုပဲအများတန်းတင်ပြပေးရလမ်းညွှန်ပေးရအဲ့အတွက်ကြောင့်မလို့လဲဒါအကိုရဲ့ကားကိုတက်ရောက်ပြီးတော့ဂုံပြုတ်ဝင်ရပေးတာပါလို့ဟုတ်အပြင်မှာဘယ်လိုရှိလဲဆိုတော့အပြင်မှာတီးတန့်ရင်မစုံပြေးကြပါမယ်ကျွန်တော်တို့ပွဲတက်လေးတွေစုံပြေးတဲ့အခါဆိုလို့ရှိရင်တကယ်ကိုဖေးဖေးမမနဲ့ဟိုသူ့ညီလေးတယောက်လိုရန်ကယူးဆိုင်တယ်ပြီးတော့စီနီယာတယောက်ပီတာစွာနဲ့လည်းဟိုအများတန်းတင်ကြပြတာပေးရပေါ့နော်ပြီးစီချက်ဘောက်မှာဆိုလို့ရှိရင်လည်းအများတန်းစကားတော့ပြောလဲနွေးနွေးထွေးထွေးနဲ့ပေါ့နော်အဲ့လိုမျိုးအများတန်းပြောဆိုပေးရအာတခုခုဆိုလို့ရှိရင်လည်းသူ့ညီကို ဲတဲ့တတိယရယ်ရှိုင်းလေးအာဒီပွဲလေးလာခဲ့တော့ပြီးရင်ဘာလဲဒီလိုလေးရောလောက်ဒီလိုလေးမလုံးနဲ့အဲ့လိုအမြဲတမ်းဆုံးမဖြစ်တယ်ပေါ့နော်အာကိုထွန်းနဲ့ရောတကယ်ပါကျွန်တော်တို့တော့အကူတယောက်ရထားသလိုခံစားမိပါတယ်ဟုတ်အာရှိုင်းကပြောသွားသလိုပဲဟိုတကယ်ကိုနှွေးထွေးစွာနဲ့ဆက်ဆံပေးတယ်ပြောရလို့ရှိရင်လည်းကျွန်တော်တို့ဟို ိုအမားနေအောင်ပေါ့နော်အများကြီးလမ်းညွှန်ပြသပေးတယ်ပြောဆိုဆုံးမပေးတယ်ပြောလို့ရှိရင်လည်းတခုခုဆိုလို့ရှိရင်ဟိုသူ့ရဲ့အတွေ့အကြုံတွေအားစာ sharing လုပ်ပေးရပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ဒါကူမှဒါစူးစမ်းစေတက်တစ္ဆာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအကိုဒီ senior တွေဆီကဒီလိုမျိုးအားပေးစကားတန်လေးကြားရတဲ့အခါဆိုရင်အရင်လဲစူးစမ်းရကြုံနေတယ်ပြီးတော့ပင်ပန်းရကြုံလည်းနေပါတယ်ဟုတ်အာအမတ်တရဆိုလို့ရှိရင်တော့ဟိုဟာပေါ့ဗါလေကျွန်တော်တို့ဒီမန္တလေးမှာလှုပ်သွားတဲ့ပွဲမှာဆိုလို့ရှိရင်ကိုထုံးကစင်ပေါ်မှာဟိုလေ အချင်းဆိုတာအချင်းဆိုတဲ့အချိန်မှာအောက်ကဖန်လေးတွေနဲ့သူနဲ့ကအပေးယူမြပြီးတော့ဖန်လေးတွေကရှိုင်းဆိုပြီးတော့သူ့တခြင်းထဲမှာထဲဆိုကိုတုံးကလည်းပြန်ပြီးတော့ဖန်လေးနဲ့အတူတူရှိုင်းကိုပြန်ပြီးတော့လေအဲ့လိုမျိုးဟိုချစ်ဖို့ကောင်းကြတာပေါ့နော်သူတို့အပြန်လန်လေးအဲ့အဲ့နေတွေကဆိုလို့ရှိရင်လုံးဝအမှတ်တရပါပဲလေဟာငငယ်လေးတွေကပေါ့ငငယ်လေးတွေကဆိုလို့ရှိရင်ရှိုင်းအကူအကူတယောက်ရှိပေါ့နော်အကူတို့အကူဆိုလို့ရှိရင်အဲ့လုံးဝသူတို့ ဖြစ်တဲ့အတရားအောင်မြင်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းတချင်းနေဆိုလို့ရှိရင်လည်းနားရည်နဲ့အခုချိန်ထိလည်းဒါကိုက အောင်မြင်မှုကိုထိန်းထားနိုင်စေပေါ့နော်ထိန်းထားနိုင်စေဖြစ်တယ်နောက်ထပ်လည်းအများကြီးအောင်မြင်မှုကိုထက်ရအောင်ပဲဆိုတာကိုလည်းယုံကြည်တယ်အားကြောင့်မို့လို့လည်းအများကြီးအာဆက်ပြီးတော့အားပေးသွားပါမယ်လို့အကို No no ကြိုမသိဘူးနော်လုံးဝကြိုမသိဘူးတကယ်ကိုအဲ့ဒီနေ့ကျတော့မှ surprise ဖြစ်သွားတာ surprise ဖြစ်ပြီးတော့အကုန်လုံးကစီးစီးလုံးလုံးနဲ့ဟိုတယောက် support 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 ရင်းနဲ့လုံးဝချစ်ဖို့ကောင်းပြီးတော့အရန်ဟိုပျော်စရာတကယ်အခိုက်အတန့်လေးဖြစ်သွားတာပါအဲ့လိုအမှတ်တရပါပဲဟုတ်ဟာဟုတ်တယ်အဲ့အဲ့ဒါတကယ်ကိုကိုတိုင်ကိုစလိုက်တာကိုတိုင်ကိုတက်မယ်လို့တော့မထင်တာဘူးသူလည်းတက်လည်းတက်ကျွန်တော်တို့ ပါအကုန်လုံးဝင်ပြီးတော့ supporting လုပ်လိုက်တဲ့အချိန်မှာတကယ်ကိုခက်ခက်နာနာနဲ့ pre wedding လိုမျိုးလေးဖြစ်သွားပါတော့เนาะဘယ်လိုလေးညင်မီလဲဆိုအရန် agent နဲ့အရန် live ဖတ်တယ်အာဖြစ်စေချင်တာပေါ့เนาะအဲ့လိုမျိုးလေးတော့ဘာလို့လဲဆိုတော့ကြီးလိုက်တာနဲ့တကယ် agent မှုကိုလည်းရရတယ်ပြီးတော့တယောက်နဲ့တယောက်နဲ့အပြန်လဲနားလဲမှုတွေ view site မှုတွေမြင်တာတွေလည်းခံစားမိရယ်ပေါ့เนาะအားကြောင့်မလို့အဲ့လိုလေးဖြစ်လာရင်တော့ကောင်းတာပေါ့ညီညာဖြစ်ပါသေးလို့တီးဘူးလေမပြောရဲဘူးပြကြောက်တယ် ိုယ်လည်းကိုယ်လည်းကြိတ်ပြီးစူထောင်းနေရတာမသိသေးဘူးဒါပေမဲ့ confirm ပြီလားမသိဘူးเนาะ confirm တော့ confirm စေချင်ပါရဲ့อืมเนาะဒါဘောဂိူးဆိုင်တာဗောဘာဘာလို့လဲဆိုတာလိုလီသိမရှိအောင်ဂိူးဆိုင်မှာဗောเนาะအကြတယ်ပြောရအောင်ဗောအကြတာဗောအတိုင်းထက်အလွန်ပဲလုံးဝအတိုင်းထက်အလွန်ပဲတကယ်မမမမဆိုပြဆိုလို့ရှိရင်လည်းကြည့်လိုက်တာနေတကယ် A channel 5လေးတကယ်ဟုတ်ချက်တည်းရှိပြီးလာရဲ့အလား ပိုင်ရှင်လေးလို့တော့ဖန်ထားရပါတော့အကိုကိုထိလိုက်လို့ရှိရင်အကိုလည်းရင်းချက်တည်နေပြီတကယ်ကိုနှစ်ယောက်ပေါင်းမိလိုက်တဲ့အချိန်မှာဆိုတကယ်ကိုလိုက်ဖက်တဲ့ဆုံးရွယ်လေးလို့ပါပဲရုပ်ရှင်ဇာတ်ကားရေးတွေအရန်ကြီးရကြားတယ်ဟောတော့ကျွန်တော်အွားတော့ကိုအပိုးအွားပေါ့နော်အွားကရုပ်ရှင်ရမ်းကြိုက်တော့ဘွားနဲ့အနီနီးရညာတော့အမြဲတမ်းအဲ့ရုပ်ရှင်ဇာတ်ကားရေးတချင်းနေဆိုလို့ရှိရင်အမြဲတမ်းကြည့်တယ်ညနာဆိုရုပ်ရှင်ုံတွေမှာအဲ့လိုမျိုးအွားနဲ့အတူတူပြေးကြည့်အာ မလွတ်တန်းကြည့်ကြတာဇာတ်ကားပြီးဗီဒီယိုခေတ်ဆိုလို့ရှိရင်လည်းအဲဗီဒီယိုယုံတဲ့နေတော့တနေ့ကိုအာရုပ်ရှင်တကားတကားအမြဲကြည့်တော့ဒီအကိုတို့အမားတို့ရဲ့ fan ဆိုတာဟိုးကျွန်တော်ငငယ်လေးတည်းကသူတို့ဇာတ်ကားရင်းနဲ့ဆိုကျွန်တော်ကြည်လာပါဟုတ်ကျွန်တော်လည်းအာတေချာတော့အရင်ကတော့မသိသေးဘူးပေါ့နော်ဒါမဲ့လည်းအရင်လည်းမပြောရဲကြောက်တယ်ဗျာတခုခုမှတော့ပါလေဟိုဒါကတော့ပြည်သက်တွေနဲ့ထက်တူကျွန်တော်လည်းပါတယ် ဖြစ်စေချင်တာပေါ့နော်တကယ်ကိုလည်းလိုက်ဖက်လို့ပါအဲ့တော့ချစ်ဖို့လည်းရမ်းကောင်းတယ်အရန်လည်းအေးချမ်းတယ်အရန်လည်းသဘောကောင်းတယ်ချမ်းရဲ့ချီကဘာ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 ဖြစ်ရမလဲဆိုတော့ဘာမှမဟုတ်လေဘာမှလည်းရှိမှမရှိတာနော်ဖြစ်ခဏခဏဖြစ်ဘူးလို့ပဲအခြေအေးကိုမစင်စားသေးဘူးချစ်ရတဲ့ fan တွေနဲ့ချချိန်ကြာကြီးဖြတ်တန်းအောင်မယ်တို့လေးတွေအတွက်အများကြီးကြိုးစားသွားပါအောင်မယ်လို့ဟုတ်ဒါပေါ့ fan တွေကကျွန်တော်အတွက်နံပါတ်1ပဲအဲ့လိုမျိုးလုံးဝတို့တို့ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ကျွန်တော်မှပြည့်စုံနေပြီ တခြားသောစီစီမိတိုင်အောင်မလို့တော့ဘူးဒါဆိုတော့ပါတယ်အာတော့တောက်လျှောက်ပဲအခုကျွန်တော်ဘယ်ချိန်ရောက်မလဲဆိုတာလည်းတို့မသိရအောင်ဒါပေမဲ့အစောကြီးတည်းကကြိုးစောင့်နေကြတယ်နေ့လေလောက်ထဲရလာမသိရောက်နေကြတာရအောင်ရှိရပါတော့နော်နှစ်နာရီတည်းအောင်နှစ်နာရီတည်းမှနောက်မှထောင်ပြတယ်အဲ့တော့အရန်ဟိုတက်ကြွတယ်အများရန်လဲဟိုဝင်းရံပေးတယ်အများရန်လဲအနောက်မှာတို့အများရန်ရှိရဖြစ်တဲ့ကြောင်းလို့အဲ့ဒီအခွန်အားတွေနဲ့ဒီကျွန်တော်အရန်ဟိုစူးစမ်းရကြုံနေပါတယ်လို့အာခုနေမွေရာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးလည်း ဒါအရန်ကိုစိတ်ဝင်စားဖို့လည်းကောင်းတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီလိုဇက်မျိုးတွေဆိုလို့ရှိရင်အရန်သဘောကျတာဆိုတော့ဒါဒီနေ့ဝင်ရလာအပေးဖြစ်တယ်အောင်မြင်မှုများစွာလည်းရရှိပါစေလို့ဆုတောင်းပေးပါတယ်ဗျာကြိုးစားကြတဲ့တင်းတစ်ခုလုံးလည်းအများကြီးကုန်ယူပါတယ်လို့ဟုတ်ကျေးဇူးပါအများကြီးတင်ပါတယ်ဟုတ်